Miss Universe ပြိုင်ပွဲကျင်းပနေစဉ်အတွင်း Miss Universe Mexico အလှမယ်နဲ့ပြဿနာကြီးကြီးဖြစ်ခဲ့တဲ့ Mr. Network မင်္ဂလာပါပရိသတ်ကြီးရှင်မဲဆန်းစာဝလာပြိုင်ပွဲ Miss Universe 2025ပြိုင်ပွဲကြီးကိုတော့ယခုနှစ်ထိုင်းနိုင်ငံကအရှင်ရဖြစ်ကျင်းပပြုလုပ်တာဖြစ်ပြီးနိုင်ငံတကာကကိုစားပြုအလှမယ်တွေဝင်ရောက်ရှင်ပြိုင်ခဲ့ကြသလိုဒီကနေ့မှာတော့ပြိုင်ပွဲရဲ့၃ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ် ဒီကနေ့မှာတော့ Miss Universe ပြိုင်ပွဲရဲ့စီစဉ်သူအနေနဲ့တာဝန်ယူထားတဲ့ Mr. Network ဟာပွဲကျင်းပနေစဉ်အတွင်းမှာ Miss Universe Mexico အလှမယ်နဲ့အခြေတင်စကားများမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး Miss Universe Mexico အလှမယ်ကပြိုင်ပွဲအတွင်းလူအများရှိမှသူမကိုမချေမှန်ကန်ပြောဆိုခဲ့တဲ့ Mr. Network ဟာယဉ်ကျေးမှုမရှိသူတရားဟုဆိုကပြိုင်ပွဲထဲကနေထထွက်သွားခဲ့တာလည်းဖြစ်ပါတယ်။ မစ္စတာနဝက်ကလည်း Miss Universe 2025ပွဲကြီးမှာ သူစီမန်နာကိုလက်မခံနိုင်ရင်ချက်ချင်းထပြန်ဖို့အတွက်အလားမယ်တွေကိုအမိန့်ပေးခဲ့တာဖြစ်ပြီးအနောက်နိုင်ငံတတော်များများကအလားမယ်တွေက စိတ်ဆိုးပြီးတော့ထပြန်သွားခဲ့ကြတာလည်းဖြစ်ပါတယ်ပြန်ပွဲဝင်တယောက်အနေနဲ့မဟုတ်ဘဲပွဲတက်ဖို့ရောက်ရှိလာခဲ့တဲ့ Miss Universe International သလက်ဖူးစောင်းထားတဲ့အလှမဲဟာလေပြန်ပွဲဝင်တချို့ကိုခေါ်ပြီးအိမ်ပြန်သွားပြီဖြစ်တယ်လို့သိရပါဗျ။ မစ္စ Universe ပြိုင်ပွဲဟာအစင်လာကြီးမားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပေမယ့်ယခုနှစ် Mr. Nawat ဦးစီးလောက်ကိုင်းတဲ့အချိန်မှာအခုလိုပြဿနာတွေတစ်ခုပြီးတစ်ခုတက်နေကြတာဖြစ်ပြီး Mr. Nawat အနေနဲ့အလားမယ်တွေအပေါ်မှာလေးစားမှုမရှိပေသူပြောသမျှအရာအလုံးကိုမှန်မှန်မှားမှားလက်ခံစေခြင်းနဲ့အကျင့်မူဝါဒတွေကြောင့်အခုလိုပြဿနာတွေမကြာခဏဖြစ်ပေါ်လျက်ရှိတာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့2024ခုနှစ် Miss Grand International ပြိုင်ပွဲမှာလည်းမြန်မာနိုင်ငံကိုစားပြုအလှမဲ့တဲဆူငိမ့်နဲ့ပြဿနာအကြီးကျယ်ဖြစ်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာလည်း Miss Grand International 2024ရဲ့ဝင်းနာဖြစ်သူအိန္ဒိယအလှမဲ့နဲ့လည်းအဆင်မပြေမှုများဖြစ်ပွားခဲ့ကာ Crown ကိုပြန်လည်ရုပ်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ယခုနှစ် Miss Universe ပြိုင်ပွဲမှာလည်းအခုလိုကြရက်တွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ဘလို့ဆက်ဖြစ်မလဲဆိုတာကိုတော့အလှမဲ့လောကကိုစိတ်ဝင်စားကြတဲ့သူတွေအနေနဲ့ထပ်မံဆောင်ကြရမှာပဲဖြစ်ပါတယ်။